ကောင်းကင်ဘုံတို့တွားရလန်းလို့တော့တင်စားကြတဲ့ကမ္ဘာအလဆုံးလေကားအားလုံးမင်္ဂလာပါရှင်လေကားဆိုတာကလူတွေအားလုံးနဲ့ဝေးကွာလာတဲ့ပစ္စည်းတစ်ခုလည်းမဟုတ်သလိုအစမ်းတစ်ချိန်လည်းမဟုတ်ပေမဲ့ဒါကိုပဲထူးဆန်းအောင်ပြုလုပ်ထားတာတွေရှိပါတယ်လေကားဆိုရင်ထုံးစံတိုင်းအမြင့်ကိုမြင့်တက်သွားဟန်ကိုပဲအခွင့်ကောင်းယူပြီးတော့အလားပါဆုံးပုံဖော်ထားတာကတော့ချီးကျူးရမှာပဲဖြစ်ပါတယ်ပုံစံဖော်ထားတဲ့ဒီဇိုင်းကလေကားဟာကောင်းကင်ဘုံကိုမြင့်တက်သွားဟန်တိဆောက်ထားပြီးတော့လေကားရဲ့နာမည်ကိုတော့ တွေရတူဟက်ဖလ်လို့ပေးထားပါတယ်။နံပါတ်၄လောက်ကိုလှပလွန်လာတဲ့လေကားတစ်စင်းဖြစ်ပါတယ်။ဒါကိုအလားပါဆုံးပုံဖော်ဖို့အကြံရခဲ့တဲ့သူကတော့နော်ခရာခင်းဆိုသူပဲဖြစ်ပါတယ်။ Stray to Heaven ဆိုတာကတော့တချို့သူတွေကပေးထားတဲ့နာမည်ဖြစ်ပြီးအောင်ဒီလေကားကိုပုံဖော်တဲ့ David McCracken ကတော့ NSL လို့နာမည်ပေးထားတာပါရေယိုးစီလံကကမ်းခြေတစ်ခုမှာနှစ်ဆင့်ကျင်းပါတဲ့ပင်လယ်ပပူပြပွဲမှာဒီလေကားပြုလုပ်ဖို့အကြံရခဲ့တာဖြစ်ပြီးတော့ပြပွဲမှာလည်းသူထင်ခဲ့သလိုအားလုံးကိုဆွဲဆောင်နိုင်ခဲ့ပါတယ် တေကားတွေကိုအောက်ဆုံးအကြီးဆုံးကနေတဖြည်းဖြည်းသေးခဲ့ပြီးတော့အမြင့်ဆုံးအဝေးဆုံးနေရာမှာတော့အသေးဆုံးပြောင်းပန်တီးပေးထားတာပါဒါကြောင့်မဲတချို့ရှူတော်ကကြည့်ရင်အမှန်တကယ်ကောင်းကင်ကိုတက်တော်တောင်ထင်ရတဲ့အပြင် ောင်းကင်ရဲ့အယောင်ပြောင်းလဲပုံမူတည်ပြီးတော့စိတ်ကစားချက်တွေလည်းကြောင်းလဲသွားမှာသိကြပါပဲရှင်။ဒီလေကားဘဘူးကိုအလူမီနီယံနဲ့ပြုလုပ်ထားပြီးတော့ဘဘူးရဲ့ဖွဲ့စည်းပုံအတိုင်းတာကတော့7မီတာ39ပင်၊ဒေသနမ45ဒေသနမ10ပင်နဲ့ဒေသနမ10မီတာစနပ်ပင်အရွယ်စားတာရှိပါတယ်။ဒါကြောင့်အရွယ်စားလဲမကြည့်အရန်ကြီးထင်သလောက်လည်းမမြင့်မီမဲ့အမြင့်ဟိုင်ကိုတော့ကောင်းစွာလဲစားနိုင်ပါတယ်။ဒါပြင်ဒီလိုပုံပေါ်ပြုလုပ်တာဟာနေရာတည်စားနဲ့လည်းများစွာသက်ဆိုင်နေပါတယ်။ ကကြီလိုနေရာကဒီလေကားဘဘူးအတွက်အပြည့်စုံဆုံးပတ်ဝန်းကျင်ဖြစ်ပါတယ်။ဒီမွေလေကားဘဘူးကိုအတူယူပြီးတော့တခြားနိုင်ငံတွေမှာလည်းပြုလုပ်လာကြတာကြောင့်ကမ္ဘာလုံးမှာတခုတည်းသာရှိတဲ့လေကားဘဘူးရုပ်တော့မဟုတ်တော့ပါဘူး။မွေရင်ကတော့ရူးစစ်နိုင်ငံဖြစ်ပြီးတော့အကြံအာကတော့သူ့ကိုတူးပပြီးတော့စားလုပ်ထားတာဖြစ်ပါတယ်။ဒီလေကားကိုပြုလုပ်ရမှာ ်အမေရိကန်ဒေါ်လာသသိန်း9200ကုန်ကျခဲ့ပါတယ်ဒီပမာဏနဲ့ဒီလောက်ကားမှုနဲ့လက်ရကိုရရှိခဲ့တာကတော့ချီးကျူးရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအပြည့်အစည်တွေပြင်မှာဆိုလို့လေကားပို့ကိုတက်ကြည့်တာကိုယ်တိုင်ကိုကြတက်ရောက်ပြီးတော့ဓားပေါ်ရိုက်တာတွေကိုတော့တားမြစ်ထားပါတယ်။ကမ္ဘာလှဆို Story to Heaven ခေါ်ကောင်းကင်ဘုံကိုသွားတဲ့လေကားလေးကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။